တလောမှာဖြစ်ပျက်နေတဲ့တည်င်းစိုးကြီးတစ်ခုကပါလဲဆိုလို့ရှိရင် Google ကမြန်မာ SIM ကအသုံးပြုထားတဲ့သူတွေကိုထပ်မံပြီးတော့ဘန်လိုက်တဲ့အကြောင်းအရာလေးတွေကို Facebook စာမျက်နှာတော်တော်များများမှာတွေ့မြင်နေရပါတယ်ဗျဆိုတော့ Google ကကျွန်တော်မြန်မာ SIM ကဒေးတွေကိုဘန်လိုက်ပြီးပိတ်ပင်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုဖြေရှင်းရမလဲအဲ့ဒီ မြန်မာ SIM card အစားကျွန်တော်ဘာတွေသုံးရမလဲဘယ်လိုလုပ်ဆောင်ရမလဲဆိုတော့ဟာလေးတွေကိုဖြည့်ရှင်းချက်အကောင်းဆုံးလေးလမ်းတွေကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့ Google နဲ့ပတ်သက်တဲ့လူတိုင်းနေပါအသုံးပြုရတဲ့ဟာတခုက Gmail ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ Gmail တွေကိုလုံခြုံမှုရှိအောင်လုပ်တဲ့နေရာမှာကျွန်တော်ကဖုန်းနံပါတ်တွေကိုတော်တော်များများကအသုံးပြုထားတာကိုတွေးနေရပါတယ်ဗျာ ဆိုတော့အခုချိန်မှာ Google ကမြန်မာ SIM card လေးတွေကိုဘန်းလိုက်ပြီဆိုတော့အဲ့ဒီမြန်မာ SIM card အသုံးပြုထားတဲ့သူတွေကဒီ Google နဲ့ပတ်သက်တဲ့ဟာကို ကုတ်ကြမလာတာတွေကုတ်မကြလာတော့တာလေးတွေကိုအဲ့ဒါလေးတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဖုန်းနံပါတ်အစားကျွန်တော်ဘာတွေသုံးရမလဲဖုန်းနံပါတ်အစားပူကောင်းတဲ့ဟာတစ်ခုက 2FA လို့ခေါ်တဲ့ Two Factor Google Authentication App တစ်ခုကိုအစားထိုးပြီးတော့ကျွန်တော်အသုံးပြုရမှာဖြစ်ပါတယ် ဆိုတော့အဲ့ဒီ two factor google authentication app အသုံးပြုရခြင်းရဲ့အကောင်းအကျိုးကဒီ sim card နဲ့ two step ခံထားတာဟဲ့ test sign အစတထောင်လောက်ပူကောင်းတယ်ဗျဆိုတော့ဒီ google ကပိတ်လိုက်တဲ့အတွက်ကြောင့်လဲကျွန်တော်ကဘာမှစိတ်ပူစရာမလိုပါဘူးကျွန်တော်ဒီ two factor google authentication app လေးကို ခံလိုက်ရင်တော့ကျွန်တော်တို့ကပို့ပြီးတော့လဲလုံခြုံမှုရှိမယ်ပို့ပြီးတော့လဲအဆင်ပြေလာမှာဖြစ်ပါတယ်ဆိုတော့ 2FA ကို ဘယ်လိုအသုံးပြုရမလဲကျွန်တော်ရဲ့ Gmail မှာဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုတေချာလေးကြည့်ပြီးတော့ ဲတခါတည်းလိုက်လို့ပါကိုယ့်ရဲ့ Gmail ကိုမြန်မာဖုန်းနံပါတ်နဲ့ခံထားတာလားမြန်မာ SIM ကနဲ့ကျွန်တော်လုတ်ထားတာလားဆိုတဲ့ဟာလေးတွေကိုတိကျစစ်ဆေးပြီးတော့တခါတည်းကျွန်တော်လည်းအတူတူလိုက်လို့ပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်စာလိုက်ကြရအောင်ဖုန်းတိုင်းဖုန်းတိုင်းမှာမဖြစ်မနေအသုံးပြုရတာတခုဆိုလို့ရှိရင် Gmail ဖြစ်တယ်ဆိုတော့အဲ့ဒီ Gmail ကို လုံခြုံမှုရှိမှသာလျှင် ကျွန်တော်ရဲ့အကောင့်ကကျွန်တော်ရဲ့ဖုန်းကစိတ်ချရမှာဖြစ်ပါတယ်ဆိုတော့ 2FA ကိုဘယ်လိုခံရမလဲကျွန်တော်အတူတူလုပ်လိုက်ရအောင်ဆိုတော့ကျွန်တော်တို့အကောင်းဆုံးကဒီ Google Authenticator app ဒါက Google ကထုတ်ထားတဲ့ဟာပေါ့ဆိုတော့ကျွန်တော်ဒီဟာလေးကို download ဆွဲထားပြီးရမှာဖြစ်ပါတယ် download မဆွဲထားသေးဘူးဆိုလို့ရှိရင် download ဆွဲလိုက်ပါကျွန်တော်တော့ download ဆွဲပြီးပြီဆိုတော့ကျွန်တော်ရဲ့ဖုန်းထဲမှာတော့ဒီမှာ open လုပ်ကြနေတယ်ဆိုတော့ download ဆွဲမယ် download ဆွဲပြီးပြီးဆလုံးရှိရင်ကျွန်တော်တို့က gmail ကိုတစ်ချက်စစ်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ gmail account ကဖုန်းနံပါတ်နဲ့ခံထားတာလားမခံထားဘူးလားအဲ့ဒါစစ်ကြည့်ရမယ်တကယ်လို့ဖုန်းနံပါတ်နဲ့ခံထားတာဆလုံးရှိရင်ဘယ်ဖုန်းနံပါတ်လဲမြန်မာပြည်ဖုန်းနံပါတ်လားနိုင်ငံခြားဖုန်းနံပါတ်လားအဲ့ဒါစစ်ဆေးဖို့လိုတယ်မြန်မာပြည်ဖုန်းနံပါတ်ဆိုလို့ရှိရင်အမြန်ဆုံးအခုခရေကဒီဗီဒီယိုကိုကြည့်နေတဲ့အတောအတွင်းမှာကျွန်တော်နဲ့ live လုပ်ပါ တခါတည်းပြောင်းလိုက်ပါအဲ့ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ်เนาะဆိုတော့ဒီနေရာလေးကိုရောက်လာပြီးစလို့ရှိရင် manage your google account လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင် home ရှိတယ် personal info ရှိတယ်နဲအဲ့ဒါလေးကိုရှုလိုက်မယ်စလို့ရှိရင် security ဆိုတာရှိတယ်အဲ့ဒီ security လေးကိုနှိပ်မယ် security ကိုနှိပ်ပြီးပြီးစလို့ရှိရင်ဒီလိုပေါ်လာလိမ့်မယ်ဒီနေရာမှာကိုယ့်ရဲ့ gmail account က step 2လုံခြုံရေးမြင့်တင်ထားသလားမမြင့်တင်ထားဘူးလားဆိုတာစစ်ဆေးဖို့ဒီဟာလေးကို ကြည့်လိုက်ကျွန်တော်အကောင့်က security ခံထားတာဖြစ်တဲ့အတွက်ကြောင့်အမှန်ချစ်နေတယ်တကယ်လို့မိတ်ဆွေရဲ့အကောင့်ကဘာမှမခံထားသေးဘူးဆလုံးရှိရင်ဒီနေရာမှာအမှန်ချစ်ပြမှာမဟုတ်ဘူးဗျဆိုတော့ကျွန်တော်ကဘာဘာနဲ့ခံထားတာလဲဆလုံးရှိရင်ဒီမှာအောက်မှာအောက်ဘက်ကိုကြည့်လိုက်ဖုန်းနံပါတ်နဲ့ခံထားတယ်ကျွန်တော်က ကျွန်တော်ကနိုင်ငံခြားဖုန်းနံပါတ်နဲ့ခံထားတာဖြစ်တဲ့အတွက်ကြောင့်အဲကြောင်းစရာမလိုဘူးဒါပေမဲ့ကျွန်တော်တို့အခုအဲ 2FA app နဲ့ခံထားမှာเนาะဆိုတော့ကျွန်တော်တို့ဒီအဲကျွန်တော်တို့ဒီအောင်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာ trend up two step verification ကျွန်တော်ဟာကတော့ပြန်ပိတ်ဖို့ကိုပေါ်နေတာတကယ်လို့မိတ်ဆွေရဲ့အကောင့်က2 factor ကိုမခံထားသေးဘူးဆိုလို့ရှိရင်ဒီနေရာမှာ trend on two step validation ဆိုပြီးတော့ပေါ်လာမှာကျွန်တော်ခံထားပြီးပြီဆိုတော့ကျွန်တော်ပြန်ပိတ်ဖို့ပဲပေါ်နေတာဒါပြီးမဲ့ကျွန်တော်ခံထားတာကဘာနဲ့ခံထားတာလဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်နဲ့ခံထားတာဆိုတော့ကျွန်တော်တို့ကအခုလောက်ရမှာကအကောင်းဆုံးက authenticator app two factor google authenticator app နဲ့ခံထားမှာဆိုတော့ဒီညလေးကိုတစ်ချက်နှိပ်မယ်တချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင် setup google authenticator ဆိုတာပေါ်လာတယ်ဒါလေးကိုတချက်နှိပ်မယ်ဆိုတော့ဒီနေရာမှာ skin လောက်ရမြတ်ဟာတခုပေါ်လာတယ်တကယ်လို့ကျွန်တော်ကဖုန်းသလုံးပဲရှိတယ်ဆိုလို့ရှိရင်ဒါလေးကိုကျွန်တော် skin မလုံးနိုင်ဘူးဆိုလို့ရှိရင်ဒီဒီအောက်မှာရှိတဲ့ဟာလေးကိုအဲ့ဒါလေးကိုနှိပ်လိုက်ပါဒါလေးကိုနှိပ်ပြီးသွားလို့ရှိရင်နံပါတ်1နေရာမှာရှိတဲ့ဒီဟာလေးကို copy ကိုးရမှာဒါလေးကို copy ကိုးမယ်ဒီဟာကို copy ကိုးပြီးဆိုလို့ရှိရင်ခုနကတုန်းကကျွန်တော် download ဆွဲထားတဲ့ Google Authenticator app ကိုတွားရမှာဖြစ်ပါတယ် ဆိုတော့ဒီနေရာမှာအပေါင်းလက္ခဏာဆိုတာလေးကိုနေရမှာဖြစ်ပါတယ်။နေပြီးပြီးဆလုံးရှိရင်ဒီနေရာမှာ enter a setup key အရာလေးကိုတစ်ချက်နှိပ်လိုက်ပါ။နေပြီးပြီးဆလုံးရှိရင်ဒီနေရာမှာကျွန်တော်ကဘာနဲ့ခံထားတာလဲ Gmail ဆလုံးရှိရင်ဒီမှာနာမည်ကိုကျဲတဲ့နာမည်ပေးလို့ရတယ်။ပြီးရင် your key ဆိုတဲ့နေရာမှာ ခုနကတုန်းကကျွန်တော် copy ကိုးထားတဲ့ဟာလေးကိုဒီမှာထည့်ရမှာဖြစ်ပါတယ်။ပြီးရင် add ကိုနှိပ်လိုက်ပါ။ at nate bb စလို့ရှိရင်ကျွန်တော်တို့ရဲ့ကုတ်ကဒီထဲမှာပေါ်လာပြီကုတ်ပေါ်လာပြီဆိုတော့ဒီကုတ်ကကြတော့ तू က9 second အတွင်းမှာအမြဲတမ်းကြောင်းလဲနေမှာဒီဟာကိုကျွန်တော်မှပြင်းပြင်း copy ပို့မယ်ပြီးရင်မြန်မြန်လေးထည့်မယ်ပြီးရင် verify ကိုနေရမှာဖြစ်ပါလေဗျဆိုတော့ verify ကိုနေလိုက်ပြီဆိုလို့ရှိရင်ဒီမှာပေါ်လာတယ်ဗျ authenticator app เนาะဒီမှာကျွန်တော်ထည့်ထည့်ထားတဲ့ဟာကိုပေါ်လာပြီ ေါ်လာပြီဆိုတော့ဒီမှာ app လည်းရှိပြီဆိုတော့ဒီလိုမျိုးလုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ gmail နေရာမှာကျွန်တော် gmail ကို password ပြောင်းတာပဲဖြစ်ဖြစ် gmail ကို တခြားဖုန်းတစ်လုံးမှာဝင်တာဖြစ်ဖြစ်လုပ်တဲ့ချိန်မှာဒီဖုန်းနံပါတ်ကနေကုတ်မကြလာတော့ဘူးဆိုလို့ရှိရင်ဒီတဲမှာရှိရတာကိုဒီ gmail မှာကျွန်တော်ခုနကတုန်းကဒီထည့်ထားတဲ့ Google Authenticator app ကနေယူပြီးတော့ ထည့်လိုက်မယ်ဆိုလို့ရှိရယ်အလွယ်တကူနဲ့ကျွန်တော်တို့ရဲ့အကောင့်ကို password ပြောင်းတာပဲဖြစ်ဖြစ်တခြားဖုန်းတစ်လုံးမှာဝင်တာဖြစ်ဖြစ်ကျွန်တော်အလွယ်တကူလုံလုံရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ 2FA ကိုမဖြစ်မနေလုံထားဖို့လိုပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့မြန်မာ SIM card တွေကို तू က Google ကပိတ်လိုက်ပြီဆိုတော့ကျွန်တော်ကတုံးလို့မရတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီ 2FA လေးကိုဒီချလုံထားမှအတားနေကျွန်တော်ရဲ့ Gmail က ဆဲပြစ်မယ်လုံခြုံမှုအပြည့်ရှိမယ်ကျွန်တော်ဘယ်နေရာပဲရောက်ရောက်နိုင်ငံခြားပဲရောက်ရောက်ကျွန်တော်ဘီမြန်မာပြည်ပဲပြန်ရောက်ရောက်ကျွန်တော်ကြိုက်တဲ့နေရာမှာအလွယ်တကူအသုံးပြုလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုမိတ်ဆွေကတဘောမပေါက်ဘူးနားမလဲသေးဘူးဆိုလို့ရှိရင်လည်း comment လေးမှာကိုနားမလဲတဲ့အကြောင်းအရာလေးတွေကိုမြင်းမြန်လို့ရပါတယ် ီဗီဒူလေးကိုကြိုင်နေတဲ့တဲ့မိတ်ဆွေအတွက်အသုံးအသုံးဝင်နေသလို့ရှိရင်တော့ like and share လေးနဲ့ပဲဖြစ်ဖြစ် select အားပေးကြပါလို့ကျွန်တော်ပြောကြရင်တော့ဒီဗီဒူလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒူလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ bye bye